အလွတ်လပ်သောမီဒီယာပါလို့ယက်တည်ထားတဲ့ VOA ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်ကြောင့်ဘတ်ဂျက်ဖြတ်တောက်မှုကြောင့်သူတို့ယက်သွားပြီးယက်တာကကျွန်တော်မလာဆက်ချောင်းကြီးကယက်တယ်ဒီ IFA ကသူတို့ရဲ့ဘန်ဒါဝေးအခက်အခဲကြောင့်သူတို့ရဲ့ဒီတရင်ထုတ်လို့မှုအများစုကိုရက်ဆိုင်တော့မယ်လို့သူတို့ဘက်ကလည်းကြွေးကြော်လာတယ်အဲ့တော့ရှင်းပါလေခင်ဗျားတို့တကယ်တကယ်တိုင်းမြင်ချက်လားတကယ်မြန်မာနိုင်ငံမှာတကယ်ဒီမိုစီလိုချင်လားတကယ်ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ရေရှယ်လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော် ်ထုတ်လုပ်တဲ့အစီအစဉ်အများစုကိုဒါရပ်ဆိုင်းတော့မယ်ဆိုပြီးတော့ဝေခံလိုက်တဲ့အခြေအနေပါလက်ရှိဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ပြည်ပကတွေအားလုံးမှာပြည်ပကတွေအားလုံးမှာလက်ရှိဒီ IFA တို့ BBC တို့ VOA တို့ရဲ့ဒါကျွန်တော်တို့ပါဝင်ပတ်သက်မှုတွေကများစွာရှိပါတယ်များစွာလည်းကြီးမားပါတယ်သူတို့ရဲ့ဒီဝါဒဖြန့်ချီမှုကကျွန်တော်တို့မျိုးပြမှတွေကြေးလက်များသည့်တောက်လျှောက်ကိုကျွန်တော်တို့တဟုန်လို့စီးစစ်ပါတယ်ရခိုင်ကာလာတွေကကျွန်တော်တို့ဒီရေဒီယိုကနေပြီးတော့ရှက်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 နဲ့ကျွန်တော်တို့ဒီရေဒီယိုရဲ့တာဝါတိုင်လေးကိုကျွန်တော်တို့ဒကြိုးနဲ့ချိန်ပြီးတော့နားထောင်ခဲ့ရတဲ့အခြေအနေတွေရှိခဲ့ပါတယ် လက်ရှိတော့ကျွန်တော်တို့ဒါ2010နောက်ပိုင်းမှာတို့ရဲ့ဒီဝါဒဖြန့်ချိမှုကကောင်းကောင်းကြီးလုံလာနိုင်ပါတယ်။ဒါကြောင့်လို့ဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်ပွင့်လင်းလာမှုတွေနဲ့အတူနေရာတိုင်းမှာကျွန်တော်အင်တာနက်တွေအင်တာနက်တွေရတယ်ဖုန်းလိုင်းတွေရတယ်။အဲ့တော့ကျွန်တော်တို့လူတိုင်းမှာစမတ်ဖုန်းတွေသုံးလာနိုင်တယ်။စမတ်ဖုန်းသုံးလာနိုင်တဲ့အတွက်ကျွန်တော်တို့ဒီဒီစမတ်ဖုန်းပေါ်နေပြီးတော့လူမှုကွင်းကနေပြီးတော့တို့ကကောင်းကောင်းကြီးဝါဒဖြန့်ခဲ့တာပါ။တော်တော်လေးကိုကျွန်တော်တို့ကခိုင်ခိုင်မာမာနဲ့ဝါရဖြက်ခဲ့တာပါအဲ့တော့အမေရိကန်အစိုးရကဘယ်လောက်ထိအောင်သူတို့ရဲ့ဩဇာအာဏာဘယ်လောက်ကြီးလဲဆိုရင်သူတို့ဖြစ်ချင်တဲ့အစိုးရတည်းရအောင်ဖန်တီးလို့ရပါတယ် ဘာကြောင့်လဲဆိုတော့ငွေကြေးတွေနဲ့ဖန်တီးတယ်ပြီးပြီးကျွန်တော်တို့နိုင်ငံရေးတွေနဲ့သူတို့ဖန်တီးပါတယ်နိုင်ငံသမားတွေနောက်ကိုသူတို့ငွေကြေးတွေထည့်ပလိုက်တယ်ထည့်ပလိုက်တဲ့အခါမှာသူတို့လိုချင်တဲ့အစိုးရပုံစံဖြစ်ပါတယ်သူတို့ကဒီနိုင်ငံမှာပြည်တွင်းစစ်ဖြစ်ချင်တယ်ဆိုလည်းဖြစ်ပါတယ်ဖြစ်အောင်လုပ်ပါတယ်ဖြစ်အောင်လည်းလုပ်လို့ရပါတယ်ဖြစ်အောင်ကိုလုပ်လို့ရပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီ VOA နဲ့ IFA ကတော့ကျွန်တော်တို့သူတို့တော်တော်လေးတော့အရှိုက်ထုတ်ခံရပါပြီပြီးခဲ့တဲ့ရက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီ VOA အုပ်စုပေါ့ဗျာတနည်းအားဖြင့်ကျွန်တော် VOA အုပ်စုလိုပဲသုံးပါမယ် ဖွေဝေအုပ်စုလို့သုံးပါမယ်ဖွေဝေကကျွန်တော်မြန်မာနိုင်ငံတနင်္ဂနွေနေ့မဟုတ်ပါဘူးဥရောပနိုင်ငံတွေမှာလည်းဒီဖွေဝေသတင်းဌာနတွေရှိပါတယ်ထို့ထူပါပဲကျွန်တော် IFA ကလည်းမြန်မာနိုင်ငံတနင်္ဂနွေနေ့မဟုတ်ပါဘူးအခြားသောနိုင်ငံတွေမှာလည်းသူရဲ့တပ်ဆိုင်ရာဘာသာလိုက်သူရဲ့ဒီသတင်းဌာနတွေရှိပါတယ်အဲ့ဒီရဲ့ group တစ်ခုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီဒီဒီမီဒီယာရဲ့ရည်တည်မှုကိုသူကငွေကြေးဖြတ်တောက်လိုက်တာဖြစ်ပါတယ်ကျွန်တော်သူတို့ကဒီ2025ခုနှစ်အတွင်းမှာဒေါ်လာအဲဒေါ်လာကျွန်တော်တန်းကူရကျော်သူတို့ကဒီ budget တင်ထားကြတာပါ ဘတ်ဂျက်တင်ထားတာပါအဲ့တော့အဲ့ဒီဘတ်ဂျက်တွေအားလုံးဖြတ်တောက်လိုက်တယ်ပေါ့ဗျာအဲ့တော့ဒီ Donald Trump ရဲ့အမေကကျွန်တော်ရက်ပေါင်း30အတွက်မှာအယူခံဝင်လို့ရတယ်လို့ဆိုတော့လဲပဲ Donald Trump ကသူဒီလိုအစီအစဉ်တွေဖြတ်တောက်လိုက်တယ်ဖြတ်တောက်လိုက်တယ်မှာပြန်ပြီးတော့ကျွန်တော်ပြင်ဆင်လို့မရပါဘူးသူသူကဒီဖြတ်တောက်တယ်ဆိုရင်အစင်စက်သူဖြတ်တောက်ဖို့ပဲလုပ်တာပါပြန်ပြီးတော့ဒီပေါ်မှာပြန်လဲပြင်ဆင်တာမရှိပါဘူးရှင်းပါလဲဒီလိုဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာပြည်တွင်းစစ်ကြီးအတုရှိဖို့ မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့လူအဖွဲ့အစည်းတွေပြုတ်ကွဲဖို့မညီမညွတ်မှုတွေဖြစ်ဖို့တပ်မတော်နဲ့ပြည်သူကြားကိုတွေးခွဲဖို့အစိုးရနဲ့ပြည်သူလူထုယုံကြည်မှုတွေမရှိဖို့တနည်းအားဖြင့်ကျွန်တော်တို့လူအဖွဲ့အစည်းမြန်မာနိုင်ငံမှာရှိတဲ့လူအဖွဲ့အစည်းအသီးသီးတစ်ဖက်နဲ့တစ်ဖက်ညီညွတ်မှုတွေမရှိအောင်ဒီမီဒီယာတွေကကျွန်တော်တို့ကောင်းကောင်းကြီးကိုဒါကောင်းကောင်းကြီးကိုလှုပ်ခဲကင်ခဲ့တာပါလှုပ်ခဲကင်ခဲ့တာပါဒီမီဒီယာရဲ့ရောက်ကျွန်တော်တို့တအုပ်စုနဲ့တအုပ်စုလူအဖွဲ့အစည်းတစ်ခုတည်းတစ်ခုပြည်လဲသွားတာပါတစ်ခုမှမရှိပါဘူး တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ဒုတ်ဆွဲဓာတ်ဆွဲတတ်နဲ့ဆွဲနဲ့တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ခိုက်ကြရန်ပြေးကြအောင်မှသူတို့လောက်ခဲ့တာကြီးပါပဲအဲ့တော့ဒေါ်လာထရိုင်ရဲ့အမိန့်ကြောင့်ဒီမီဒီယာတွေကကျွန်တော်ရက်တီမူတွေကတော့ဒါသူရဲ့ဒီတရေတရေထာတာရက်တီမူတွေကတော့လက်ရှိတော့ကျွန်တော်ရက်ဆိုင်သွားတဲ့အနေထားပါအဲ့တော့ VOE ကပြီးခဲ့တဲ့ VOE တရေထာတာကပြီးခဲ့တဲ့၄ရက်နေ့ပြီးခဲ့တဲ့၄ရက်ပေါ့ဗျာဒီဒီနေ့ကနေစပြီးရှေ့၄ရက်ထိ၄ရက်ကနေစပြီးတော့ကျွန်တော်တို့သူရဲ့ဒီတရေထုတ်လုပ်မှုတွေကရက်ဆိုင်သွားပါပြီအဲ့တော့ဒီနေ့အဖြစ်ကျွန်တော်တို့မလ16ရက်နေ့ကနေစပြီးတော့ VOE ရဲ့ဒီတရေထာတာတွေမှာတရေထုတ်လုပ်မှုလောကမရှိတော့ပါဘူး ်ထုတ်တူပါပဲကျွန်တော် IFA ကလည်းမနေ့ကသူတို့အနေနဲ့ဝင်ခါလာတာတခုတွေ့ပါတယ်အဲ့ဒါက၎င်းတို့အနေနဲ့ကျွန်တော်ငွေကြေးအခက်အခဲကြောင့်တရေထုတ်လို့မှုအစီအစဉ်များစွာကိုရပ်ဆိုင်းရတော့မယ်လို့သူတို့ဘက်ကဝင်ခါလာပါတယ်အဲ့တော့အနေချင်းတော့တို့ဆက်ပြီးထုတ်လို့မယ်အများစုကတော့ဒီတရေထုတ်လို့မှုအများစုကတော့တို့ရက်ဆိုင်လိုက်ပြီးလို့ဝင်ခတ်ပါတယ်အဲ့တော့ဒီမီဒီယာတွေခင်ဗျားတို့ဒီမီဒီယာတွေကြွေးကြော်တာခင်ဗျားတို့အားလုံးသိပါလိမ့်မယ်အဲ့တော့သူတို့ကလွတ်လပ်သောမီဒီယာပါလို့သူတို့ကသူတို့ကြွေးကြော်တယ်ကျွန်တော်ဒီပြည်တွင်းထဲမှာရှိတဲ့မီဒီယာတွေဆိုရင်စစ်ကောင်စီလော်ဘီမီဒီယာစစ်ကောင်စီတောက်တိုင်မီဒီယာ စစ်ကောင်စီမီဒီယာဆိုပြီးတော့ကျွန်တော်အမျိုးမျိုးကျွန်တော်သတ်ပုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရှင်းပါတယ်ကျွန်တော်တို့ကတိုင်းပြည်ချင်းလို့ကျွန်တော်ဒီလုပ်ကိုလုပ်တာကျွန်တော်လက်ပြလုံးတယ်လက်ပြကိုလုံးတယ်လက်ပြလုံးတယ်ကျွန်တော်ဒီတိုင်းပြည်ချင်းလို့ကျွန်တော်ကဒီလုပ်ကိုလုပ်တာအဲ့တော့သူတို့လက်ပြခင်ဗျတိုင်းပြည်ရှိတယ်ဆိုရင်ကော့ကူရောင်းချက်တည်ပါလားဗျာရောင်းအောင်ချက်တည်ပါလားငါတို့ဒီမြန်မာနိုင်ငံမှာသူတို့ပြောတယ်မြန်မာနိုင်ငံမှာဒီမိုစီရဖို့ဒေါ်အောင်ဆန်းသူလွတ်မြောက်ဖို့အာပြည်ရေးစစ်ချုပ်ငြိမ်းဖို့အတွက်ငါတို့လက်ရှိ IFA တို့ VOA တို့ကအမေရိကန်အစိုးရကမထောက်ပံ့လဲငါတို့ငုံငါတို့ရက်တည်မယ်ဆိုတဲ့စိတ်နဲ့ရက်တည်ကြပါလားအဲ့လိုစိတ်တောက်မှမရှိဘူး အဲ့ဒီလိုစိတ်တယောက်ကိုမရှိတယောက်မှမရှိတာတယောက်မှကိုမရှိတာကျွန်တော်လက်ရှိဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေခင်ဗျာလက်ငါးချောင်းမပြစ်ပါဘူးတကယ်လုံးနေတဲ့မီဒီယာတွေအဲ့တော့ license ပြန်ကြားရရနေပြီးတော့ license ရထားတဲ့မီဒီယာအားလုံးကတော့ခင်ဗျာယာနေချင်ရှိပါတယ်သို့တော်လည်းပဲတကယ်မြေပြင်မှာလက်တွေလုံးနေတာကကျွန်တော်တို့တကယ်နေစ run နေတာကမီဒီယာကခင်ဗျာ၅ခုပတ်လည်လောက်ပဲရှိပါတယ်များများဆဆမရှိပါဘူးတကယ်ကိုများများဆဆမရှိပါဘူးများများဆဆကိုမရှိတာပါအဲ့တော့ဒီမှာရှိတဲ့ဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေအားလုံးကခင်ဗျာတိုင်းပြည်ချင်းလို့လုပ်နေတာဗျာ တိုင်းပြည်ချင်းလို့လုပ်နေတာကျွန်တော်တို့အားလုံးကဓာသွားပုံမှာရှောက်နေတာတဖက်မှာဒီစစ်သွေးကြောအုပ်စုတွေကကျွန်တော်တို့မြေကမြခေါင်းဖြတ်မှာခင်ဗျာကြိုက်တဲ့လူမျိုးခေါင်းဖြတ်မှာဖြတ်မှာအဲ့ဒီလိုကျွန်တော်တို့လုပ်နေရတာဒါပေမဲ့ကျွန်တော်တို့ကတော့ဒီလိုလုပ်ကိုလုပ်တာကျွန်တော်တို့ရဲ့ဒီသမိုင်းပေါ့ဗျာကျွန်တော်တို့ရဲ့အာတာသမီးတွေကျွန်တော်မှတ်ကြောက်တယ်မှတ်ကြောက်တယ်ခဏလေးငါဖေဒီကာလမှာတိုင်းပြည်တွေဒီလိုလုပ်ခဲ့တယ်ဆိုတော့သမိုင်းကိုကျွန်တော်ယူလာထုတ်ဒီပါပဲကျွန်တော်တို့ရဲ့မိတ်ဆွေတွေကအာကျော်စိုးတို့အာဒီကာလမှာဒီလိုလုပ်ခဲ့တယ်ကျွန်တော်တို့က ဒီလက်ခုပ်တန်တွေကြောင့်လက်ခုပ်တန်တွေလိုချင်လို့ကျွန်တော်တို့ဒီလုပ်တွေလုပ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ကဒီလက်ရှိဖြစ်နေတဲ့အနေအထားမှာကျွန်တော်တို့ပြည်သူလူထုဘယ်လိုမျိုးသတင်းသိပိုင်ခွင့်ကိုဘယ်လိုမျိုးရအောင်လုပ်မလဲဆိုတဲ့စိတ်နဲ့ကျွန်တော်လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းခက်ခက်ခဲခဲနဲ့ကျွန်တော်တို့လည်းရက်တည်ရတာပါဒါပေမဲ့ကျွန်တော်တို့ကျင့်တတ်ပါတယ်ကျွန်တော်တို့လုပ်တဲ့အလုပ်ကိုကျွန်တော်တို့ကျင့်တတ်တယ်ကျွန်တော်တို့ကျင့်တတ်ပါတယ်အဲ့တော့ဒီသတင်းပြန်ချုပ်ချင်တာကကျွန်တော်တို့ဒီလက်ရှိဒီ VOE ကတော့သူတို့ကသူတို့ဟာကျွန်တော်လှုပ်လှက်သောမီဒီယာပါလို့ရက်တည်ထားတဲ့ VOE ကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်ကြောင့်ဘတ်ဂျက်ဖြတ်တောက်မှုကြောင့်သူတို့ရက်သွားပြီးရက်တာကကျွန်တော်မလ16ရက်နေ့ရက်တယ်ဒီ IFA ကသူတို့ရဲ့ဘန်ဒါဝင်အခက်အခဲကြောင့်သူတို့ရဲ့ဒီတင်းထုတ်လို့မှုအများစုကိုရက်ဆိုင်တော့မယ်လို့သူတို့ဘက်ကလည်းကြွေးကြော်လာတယ်အဲ့တော့ရှင်းပါလေခင်ဗျားတို့တကယ်တကယ်တိုင်းမြင်ချက်လားတကယ်မြန်မာနိုင်ငံမှာတကယ်ဒီမိုစီလိုချင်လားတကယ်ပဲပြည်တွင်းစစ်ကြီးဒီရက်တံသွားစီချင်လားဒါဆိုရင်ခင်ဗျားတို့ IFA တို့ VOE တို့ခင်ဗျားတို့ရအောင်တင်းရက်တီရအောင်ရက်တီကျွန်တော်တို့လိုပဲရအောင်ရက်တီ เนาะအဲ့လိုပဲကျွန်တော်လက်ရှိဒီထိုင်းမြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့မီဒီယာတွေအားလုံးကလည်းအများစုကလည်းတို့ဒီပြည်ပကနေပြီးတော့ကျွန်တော်တို့ပြည်ပနိုင်ငံတွေရဲ့အထောက်ပံ့နဲ့ယက်တည်နေရတာပါ BBC ကကျွန်တော် British အစိုးရရဲ့ထောက်ပံ့မှုနဲ့ယက်တည်နေရတာဖြစ်ပါတယ်အဲ့တော့ဗျာခင်ဗျာကျွန်တော်တို့ကတိုင်းပြည်ချစ်လို့ဒီပြည်တွင်းမှာလှုပ်နေတာဗျာတိုင်းပြည်မချစ်ခင်ဗျာပြေးပြီပေါ့ဗျာအခုဆိုကျွန်တော်တို့ဒီပြည်တွင်းမှာလုံးဝမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ပြောပါတယ်ကျွန်တော်တို့ဒီပြောကျွန်တော်တို့ဒီသတင်းအချို့မှာကျွန်တော်ထည့်ပြောတာရှိပါတယ်ကျွန်တော်တို့2021နောက်ပိုင်းအခင်းကြီးကာလမှာဒီလက်ရှိဒီပြည်ပထိုင်းဘက်ကိုရောက်နေတဲ့မီဒီယာအုပ်စုတွေအဲ့ဒါလည်းကျွန်တော်တို့ရဲ့ ကျွန်တော်တို့လှုပ်ဖို့ကြိုင်ဖက်တွေပေါ့ဗျာရခိုင်ကလှုပ်ခဲ့ကြိုင်ခဲ့တဲ့သူတွေပေါ့မိတ်ဆွေတွေပဲထားပါဆိုဗျာအဲ့ဒီလူအုပ်စုတွေကကျွန်တော်တို့စီယုံတယ်ကျော်စုံမင်းတို့မိသားစုမင်းတို့တရဏနာဒီ time မှာလာပြီးချက်ဒီဘယ်အဖွဲ့အကုန်စီစဉ်ပေးပြီးတော့လာပြီးမဲဆွဲခဲ့ပါတယ်မလုံးတွေပေးခဲ့ပါတယ်ကျွန်တော်တို့ဗျာကျွန်တော်တို့ကရှင်းပါလေကျွန်တော်တို့ချစ်တဲ့ဟောလီနိုင်ငံတော်ကြီးရဲ့မျက်နှာပဲကျွန်တော်ကြည့်ပါတယ်ဘယ်ငွေကြီးရဲ့မျက်နှာမှာကျွန်တော်မကြည့်ပါဘူးပါဗျာဦးဇင်းမင်းဝင်းနဲ့ပတ်သက်ပြီးမှခဏခဏပေါ်ခဲ့တယ်ပေါ့နော်ခဏခဏလည်းအတိပြေးခဲ့တယ် ဖက်နဲ့ထူရမယ်ဟာမစိန်နဲ့ပေါက်ရလို့ဖြစ်သွားတာပထမဗကိုင်းပြည်သူစဥ်ဝေဘုံဘွဲ့ကြာရေးဘွဲ့ဘိုင်းဆွေမြာကတော့ရှင်းခံကြရရတယောက်ပဲလွတ်မြောက်တော့ဘောနော်အဲ့ကြရရဦးစင်ကဒီပြေးခဲ့အဲ့တော့နေမီဥွဲဘာရှင်းမှာရှင်းမှာလိုင်ငွေထဲမှာရှိရရှိရလို့ဦးစင်ခဏခဏလည်းဒီပြေးခဲ့ဒါအလုံးလည်းပြီးမဲ့ရှင်းပါလေဗျာနော် အဲ့တော့ဆိုတော့အနေထားအတ်နေပဲကိုယ်ပစိမ့်နဲ့ပေါ့ရတယ်အနေထားဖြစ်သွားတယ်နော်အဲ့တော့ဒီနေ့တော့စေချောင်းတစ်ချောင်းဟာဒါရဲစခန်းကိုရောက်သွားပါတယ်နော်ရဲစခန်းကိုရောက်သွားပါတယ်ရဲစခန်းကိုရောက်ဖို့အတွက်ကိုလက်ပံနေနေရလောက်ကြာတယ်ဒီနေရာမှာဦးသိပြောနေတာကမြေခွင်မှာ ေချောင်းကိုယူဆိုလို့ရှိရင်ဒီနေရာရေစေချောင်းလို့တယ်ဆိုတာကဘယ်စစ်တာဘယ်နိုင်ငံတော်မှာဒါနနေမီလို့စေချောင်းမဖိုးခြင်းရှေးအောင်နေမီလို့စေချောင်းမထိုးခြင်းဒါကြောင့်လဲဒါလိုဖြစ်တယ်လို့ပဲသုံးသပ်လို့လည်းရတယ် အဲ့တော့မင်းဝင်းလူမျိုးဝင်းသားတွေကိုဦးစင်ပြောချင်တာကခင်ဗျားတို့တချို့ဆိုလို့ရှိရင်ညတိုင်းနိုင်ငံမှာရှိတဲ့စစ်သားတွေပတ်တာစားတွေပြည်သူစစ်တွေကိုခင်ဗျားတို့ညာလာပေးခဲ့တယ်ဒေတာတွေရောဒေတာတွေရောသူမေတ္တာပို့တာတွေရောအများကြီးအမှန်ကခင်ဗျားတို့ဝင်းထုံးကိုခင်ဗျားတို့ငြိမ်းချမ်းမှုအမှန်တကယ်ပေးနိုင်တာကတက်မလို့ပဲပေးနိုင်တာစစ်သားတွေပဲပေးနိုင်တာဟုတ်ခင်ဗျားတို့ PDF တွေမင်းဝင်းကိုတပတ်ဆယ်ရက်ပုံစံထားပါ တော်တော်များများရွာရဲထဲမှာတောက်ကြပါတယ်အဲ့တော့ဒီလိုလိုလို့တော့ကိုယ်ကိုပါလုပေးသွားပါလေစောင့်ရပေးသွားပါလေကြည့်ပေးသွားဘုန်းကြောင်းကရှိတဲ့ဆန်နေတော်မှာဖောက်ပြီးမှယူတယ်လို့ဦးစင်းတို့ခိုင်အောင်တဲ့တရေတွေရရှိတာ။ဟယ်လိုဆရာကြီးလည်းဝစီဘိတ်ကျင့်နေပါတော့เนาะအဲ့တော့ဒီဘုန်းကြောင်းကဘုမာပဲရှင်းပါပဲ။ တကယ်စစ်မှန်တဲ့ပြည်သူတွေအေးချမ်းချမ်းနေဖို့တော့ကတော့လုံးပါပဲ။ဝစီဘိတ်ကျင်နေတဲ့ဆရာတော်ဘုရားကြီးလည်းအဲ့ခါကျမှဝစီဘိတ်ဒိဋ္ဌာယက်ကပြည့်သွားမှလည်းသိုးရင်ရတယ်ဗျာနော်။အခါတလေကျတော့အကျမ်းဖက် PDF ကိုလား။ကျမ်းဖက် PDF ဘာလို့လုံတာဝစီဘိတ်ကျင်ရတာဗျာ။နမရောဝါတခုခုမှမလွယ်မှားခဲ့တယ်ဒီလူစစ်တွေကတခုခုမှလွယ်မှားခဲ့တယ်။ဘူလူကြီးတိုင်ကြီးကလည်းဒီလူကြီးတိုင်ကြီးကလည်း အဲ့လုံးစရာရှိရတော့လုံးကြပါမယ်ရှင်းစရာရှိရတော့ရှင်းလင်းပါမယ်ဒီနေ့ဦးသိန်းတို့နောက်ချွေပြောနေတဲ့မှာဗါတဲ့စစ်သားတွေပေါ်ဒီဘုန်းကြီးကြောင့်မလေးနဲ့မချဲဘူးဘာမချဲဘူးဘာဘုံမလုပ်ဘူးဟာတော့ကိုဆရာတော်ကြီးကဒီမေတ္တာရက်ခံပါတယ်ပေါ့ဒါဟုတ်လားမဟုတ်လားမဒီဘုရားအတန်ဖိုင်မှာတော့ခက်တယ်ဦးသိန်းကလည်းပြောရတာအဲ့ဒီနောက်အဲ့မှာဆရာတော်တွေဆရာတော်ကြီးတွေကိုပြောကြင်တာပေါ့နော်အမှန်တော့ချွေနေမှာရှိတဲ့ဆရာတော်ကြီးဆရာတော်တော်တော်များများကိုပြောကြင်တာ အဲစစ်သားတွေမလာခင်ကလေးက DDA နဲ့ဘလောင်နဲ့အကြက်ဖက်ဒီ PDF တွေကိုဘုံเจ้าကိုမတဲဘူးဘုံเจ้าကိုငွေဘူးဘုံเจ้าကိုစက္ကန့်မချောက်ဘူးကြတော့ဘာဖြစ်လို့လူတိရှင်ရမေတ္တာမရခံကြတာလဲဒီကိုတော့ချက်ပါလူတိရှင်ရမေတ္တာရခံမလားအဲစစ်ဘလောင်နဲ့အကြက်ဖက်ဒီ DNA က PDF တွေကဘုံเจ้าမှာမရှိဘူးဒီနားနဲ့မပြူဒီနားနဲ့မပို့ချောက်ဘူးဆိုရင်တမတော်ကလည်းဘုံချက်စရာအကြောင်းမရှိလို့တမတော်ကလည်းလုတ်စရာလားเนาะအကြောင်းမရှိဘူးလို့ဦးစရာတော့မေဝတ်တော့ချက်တယ်เนาะ ါဆရာတော်ကြီးလည်းမျက်မျက်သားသားတွေ့ပါမျက်မျက်သားသားလောက်ကြပါလို့တပည့်တော်အနေနဲ့ယုံကြည်သားပါရှောက်ခိုင်းကြီးဖြစ်ပါလေကြာတပည့်တော်ဘာကိုတော်မှမဟုတ်ပါဘူးကြာဒါနဲ့အမှန်တရားတော့တပည့်တော်အနေနဲ့ပြောရမှာပဲနော်အဲ့တော့ဒီကြတော့မလာနဲ့ပါညာဆိုပီရီယက်တွေကိုလည်းဘုံကျောင်းတွေမှာမတဲဘုံကျောင်းတွေမှာမတဲတော့ဘူးတော့ဘူးပြောပါလို့မေတ္တာရက်ခံပါလို့ပြောချက်ပါလေဗျာနော်